ယခုထုတ်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုရှင်ပန်းပွင့်ပိုဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုသက်ဆေးမှကုညီပန်ပိုးပေးထားပါတယ်။ဒီအစီအစဉ်ကို co sponsor အဖြစ် ကုန်ခန်းသွားတဲ့အရင်တွေအတွက် Rock Energy Drink မှကုညီပန်ပိုးပေးပါတယ်။ပြည်သူများအားလုံးပဲမင်္ဂလာပါ ပါဝါဘက်တရီစီပတာကရော့ချင်းလာနေပြီးတော့အားလုံးကိုပြန်လဲကြိုးစုပါရစေ။ဒီနေ့ကတော့ဒါကိုဟားနဲ့ကျွန်တော်ကနေပြီးတော့ရှေ့ကဒါကိုဟားတင်းနဲ့လိမ့်သုံးកောင်အတင်းပြီးတော့ လိုင်းသာအတင်းခတ်သွားတဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့အကြံပြင်းလေးသုံးသပ်မယ်ပြီးလို့ရှိရင်နောက်ထပ်ပွဲမှာပရိသတ်တွေကိုဘယ်လိုမျိုးကြွေးမလဲပေးမလဲဆိုတော့ကျွန်တော်ကိုဟားနဲ့ဒီကနေပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ကိုမင်္ဂလာပါမင်္ဂလာပါကိုကိုဟားတွေကတော့ဒါရှေ့ပွဲမှာတော့ဒါကျွန်တော်တို့ဒီနော်အရှိအကျိုးပြီးတော့သုံးသပ်ထားတယ်မလွယ်လောက်ဘူးတော့မလွယ်လောက်ဘူးတော့အတိုင်းဒါချစ်ပေါ်သွားခဲ့ပြီပေါ့နော်ပွဲနဲ့ပတ်သက်ပြီးတော့ကိုသုံးသပ်မှုလေးဒါပရိသတ်ကိုချပါတော့ပွဲပြီးသုံးသပ်ချက်လေးကိုနည်းနည်းလေးမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်တို့ညီကိုနှစ်ယောက်ပြောထားတဲ့အတိုင်းပါပဲ တဖက်ကကစားသမားတွေကကျွန်တော်တေချာမှရွေးချယ်ပြီးခန့်ထားတာဟုတ်တာအထက်ကစားပစ်ကိုတိုက်တိုက်အားဟုတ်ပေါ့နော်မခံနိုင်တဲ့ကစားသမားမျိုးကျွန်တော်တို့ကတွားပြီးတော့တဲလို့မရဘူးဒီတော့ကြောင့်အထက်ကစားပစ်တိုက်အားကိုတေတေချာချာကိုခံနိုင်တဲ့စားပစ်ခေါင်းခုတန်တဲ့ကစားသမား၃ယောက်ကိုမှကျွန်တော်တွဲဖက်ပြီးလွတ်ပေးထားတာဆိုတော့ကျွန်တော်ညီကိုနှစ်ယောက်အကြမ်းမင်းမဲ့ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့သုံးသက်တဲ့အတိုင်းဖြစ်သွားခဲ့ပြီပေါ့ဗျာဟွန်း တခါဖျန်းယုံနဲ့လှဲကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးတက်စီပေးဗျာ။ညငါတီးတော်ဖျန်းပေးကင်းနဲ့ပွင့်ထွေးပိုးကြနေမြမအောပါရဲ့ပွင့်ထွေးပိုးတက်စီငတ်ကြီးတော်စေတပုံးလျင်30 cc ထည့်ဖျန်းပါ။ချိန်ဖျန်းယုံနဲ့ပွင့်ထွေးပိုးရှင်ပန်းမွေပိုချိုင်နဲ့ငတ်ကြီးတော် အခုဒါကျွန်တော်နဲ့ဟိုခုနကတော့စကားပြောတဲ့အထက်မှာလည်းပါပါတယ်ဒါပါလဲဆိုတော့ကိုအားတဲ့နဲ့ဒီဗီလာနေတို့အတွဲဘက်ကဒါကိုအားတဲ့ကူကန့်ဝင်နေတဲ့လက်ရေးစင်ကန့်နေအဲအားနဲ့ချက်လေးအဲအဲအဲ့အဲ့ပိုင်းလေးရှိခဲ့တော့အဲ့ရအောင်လည်းပြိသက်တည်အောင်လေးဒါလေးတစ်ချက်လေးအကြံပြင်းလေးပြောအောင်ဩပတ်ကျော်ချင်းလောကတွေကချင်းသမားတယောက်နေနဲ့အသေးစိတ်ပြန်ပြီးတော့တုံးသက်ချက်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်တော့ဒီနေ့ပွဲမှာတော့အားထက်ကတော့ ဒီအနှဲငယ်လေးယော့နေတာမြင်ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပံ့ပိုးမှုတွေကတော်တော်ကိုဒီနေ့ဟိုကျွန်တော်ကြည့်ရတဲ့တော့ကတော့80ရာခိုင်နှုန်းတော့ပဲထွက်တယ်လို့ကျွန်တော်သုံးသပ်တယ်ဗျ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အမှားယွင်းတွေမှာစားပစ်ဖန်အားတွေမှာပြီးလို့ရှိရင်တဖက်ကကစားသမားတွေကတော့ကောင်းတယ်လို့တော့ကျွန်တော်သုံးသပ်ထားပြီနဲ့အမျိုးမျိုးတိုက်ရစားပစ်တွေပေါ့နော်။ပြီးလို့ရှိရင်အာထစ်ကသူကလက်ရွေးစင်ကန့်ဝင်နေရတာ哦။လက်ရွေးစင်ကန့်ဝင်နေတဲ့အချိန်မှာသူကညာဖိုက်တာတွေနဲ့သူကကန့်ဝင်နေရတာ။အဲညာဖိုက်တာတွေနဲ့တိုင်ပင်နေယူနေရတယ်။ပြီးလို့ရှိရင်နောက်တစ်ခုက လေပြင်းစင်ထဲမှာချုပ်စားပြစ်တွေမရှိဘူး။ဩချုပ်စားပြစ်တွေမရှိတဲ့အတွက်ကြောင့်ဒီအခုမှသူပြန်လာပြီးလဲပြီးတော့ကားလည်းစီးလာရတယ်။ပြီးလို့ရှိလို့ရှင်ညာဖိုက်တာတွေမှာအခုဘဲဖိုက်တာကိုပြောင်းပြီး forward fighter နဲ့ပြန်တွဲရတယ်။ဒါလေးကသူ engage မဖြစ်သွားဘူးပေါ့နော်။ပြီးလို့ရှိရင်တင်းနဲ့တင်းချင်းလေးတွေမှာအနေငယ်အမှားယွင်းဖြစ်သွားတယ်။ပြီးလို့ရှိလို့ရှင်ခုနလိုမျိုး passport ဖမ်းရတဲ့အနေထားမှာကိုဘက်ကစားပြစ်ထိုးတာတယောက်တစ်ထိုးတာမဟုတ်ဘူးဗျ။ဟုတ်။အဲသုံးယောက်လုံးထိုးတာအဲ့တော့မှပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်ရေကုန်ရေကန်းထိုးတယ်ဆိုလို့ဆော့ရမယ်ဆိုလို့ရှိရင်ငါအော်ရဆပ်ပဲပါလာအောင်ပါအခုကျွန်တော်ကြည့်ရတဲ့လောက်ငါအော်ရဆပ်ပဲမပါဘဲနဲ့ ခေါင်းယူရဲစားပဲအသေးလေးစားပဲစားပဲနှစ်မျိုးနဲ့ပဲသူတို့အလုပ်လုပ်ပြီးအနိုင်ယူသွားတာဗျတော်ပါတယ်ကလေးတွေတော်တော်တော်ပါတယ်အခုဒါကတော့အခုပွဲတည့်ထားတယ်လို့ဆိုအခုသိရပါဘူးအခုဟိုပထမဆုံးပွဲမှာတည်းကဒါကိုအားတိတ်ကိုမလွယ်တဲ့ပွဲတည့်ထားတယ်နောက်ပွဲတွေမှာအခုဘယ်လိုမျိုးအတွဲဖက်တွေနဲ့ကိုအားတိတ်ကိုပြေးတွေ့မလဲ ကျွန်တော်ကတော့စောစောကဟိုလိုက်အစီအစဉ်မှာလဲကျွန်တော်ပြောကြခဲ့သလိုပဲအာထစ်နိုင်မဲ့ဘွေးကြီးကကျွန်တော်မတည်ဘူးထပ်ပြောရမယ်ဆိုလို့ကျွန်တော်အာထစ်ကိုအပွဲချက်ပဲကျွန်တော်ခက်ခိုင်းပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပါဝါဘက်တရီကအများတန်းဘက်တဆိုင်နေတာပဲကျွန်တော်လိုချင်တာဒါကြောင့်ကြောင့်အခုနောက်ဘွဲကပိုချမ်းပါနောက်ဘွဲအာထစ်ပိုကျုံးခံရမယ်အာထစ်နောက်ဘွဲမှာ तू ကဒီဖိုက်တာနဲ့ပဲတုံးသွားမလားတခြားဖိုက်တာနဲ့ပဲတုံးသွားမလားဒါကျွန်တော်မှတော့အဖြေရှိပြီးသားပါဒါပေမဲ့ကျွန်တော်တို့ အစီအစဉ်တင်ဆက်ရတဲ့နေရာမှာဗဟေဒီလေးတွေပါလေးတွေလာအောင်ပါမို့လို့ပြည်သက်တွေကိုမြစ်တာတုံ့ပြန်ပြီးတော့ဗဟေဒီလေးတွေနဲ့ကန်ဆန်းမဲ့ဆုလက်ဆောင်လေးတွေပေးအောင်ပါမို့လို့ဒါလေးကိုတော့ကျွန်တော်ခိတထိမ့်သိမ်းထားပေးရစီလို့ဟုတ်ပါတယ်ဒါကျွန်တော်တို့ power battery စီပတာကတော့ချင်းလဲနောက်ထပ်ပွဲစဉ်မှာတော့ဒါအဲ coordinate နဲ့လိမ့်သုံးအောင်အသင်းကိုခက်မဲ့အသင်းကအဲအသင်းနည်းနည်းပို့ပို့ပြီးတော့များလာပါတော့ပို့များပွဲစဉ်တစ်ထပ်စိန်ခေါ်မဲ့အသင်းတွေကပို့များလာတယ်အဲ့အသင်းတွေနေရာမှာဒါဟိုဟာဟာရဲ့အစီအစဉ်မှုနဲ့ကျွန်တော်တို့ဘယ်အသင်းဖြစ်မလဲဆိုတော့ပြည်သက်တွေဒါရှင်းခုံစွာနဲ့စောင့်ကြည့်ရပါမယ်အဲ့အစီအစဉ်မှာလဲဒါ ခံမင်းရေးနဲ့ပြည်သက်တွေစုကြည့်ရမယ့်ခဏရည်လေဒါကျွန်တော်တို့ BBTV application နဲ့ M channel ကနေပြီးတော့ပြည်သက်တွေအတွက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဟွန်းအော်တခါဖျန်းယုံနဲ့လှဲကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးတက်စီပေးဗျာ။ညငါတီးတော်ဖျန်းပေကင်းနဲ့ပွင့်ထွေးပိုးကြနေမြမအောပါရဲ့ပွင့်ထွေးပိုးသက်စီငှက်ကြီးတောင် ေးတပုံးလျှင်30 cc ထည့်ပြန်ပါချိန်ဖြန်းရုံနဲ့ပွင့်ထွေးပိုရှင်ပန်းမွေ့ပိုချိုင်နဲ့နှက်ကြီးတော့ကြောကိုရေဒီနေ့အတွက်တော့တကယ်ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုအစီအစဉ်ပေးမှုနဲ့ဒါကျွန်တော်တို့ပွဲကောင်းကိုရှူစားခဲ့ရတယ်နောက်ထပ်ပွဲကောင်းတွေလည်းမျှော်လင့်နေတယ်အခုအများကြီးဒါပြိသက်တွေကိုချပြပေးပါအောင်နော်ဟုတ်ကဲ့ပါဗျအများကြီးဆက်လက်ပြီးကြိုးစားပေးပါမယ်နောက်ကျွန်တော်အခုနည်းနည်းလေးပေါ့ဗဟေတိဆိုပြီးနဲ့ထပ်ပြီးပြောချင်တာအခုအထက်နောက်လာမဲ့ပြန်ဆိုင်ရမယ့်အတွက်ဒီအတွက်ထက်ပိုပြီးကျန်းတဲ့နာမည်ကြီးတဲ့ အတွေ့အီးတွဲနဲ့ကျွန်တော်လွတ်ပြီးတော့မယ်ဗျ။ဟာ။အတော့အထစ်ဘက်ကလည်းပြန်ပြောရမယ်ဆိုလို့ရှိရင်တော့အထစ်ကလည်း तू မင်းသားလုပ်ပြီး तू ခတ်တယ်ပွဲမှာစစတင်ပွဲပွဲမှာ तू ကွဲသွားပြီ။ဆိုတော့ तू ကလည်းမခေသူဖြစ်ပြီ။ तू ကလည်းဒီချင်းလုံးနဲ့ပတ်သက်တဲ့ तू ပွဲတစ်ပွဲရဲ့အလှည့်အပြောင်းအနိုင်အရှုံးတွေကိုဘယ်လိုကစားရမလဲဆိုတာ तू ကလည်းကျွမ်းကျင်တဲ့အတွက်ကြောင့်နောက်ပွဲမှာ तू ဒီလိုပွဲမျိုးမဖြစ်အောင်တော့ तू ကလည်းပြင်ဆင်ပါပဲဆိုတော့အတွက်ကြောင့်ဒုတိယပွဲစီပထမပွဲတဲ့ battle ပုံဖြစ်မယ်လို့တော့ကျွန်တော်ပြောချင်ပါတယ်။ဒါပေါ့ဒါကျွန်တော်တို့ရဲ့ power battle စီဘတ်ကရော့ချဲလိုက်မယ်ဖြစ်ပါတယ်ဒီလိုမျိုးပွဲကောင်းတွေကိုစောင့်ကြည့်နေတယ်ဆိုလို့ရှိရင်တော့ BBTV application နဲ့ M channel မှာပရိသတ်တွေစောင့်ကြည့်အားပေးလို့ရတယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကနေပြီးတော့ဒါသတင်းကောင်းပါပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကိုယ်တော်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုရှင်ပန်းပွင့်ပိုဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုသက်ဆီမှကူညီပံ့ပိုးပေးထားပါရစေ။ ဒီစီစဉ်ကို co-sponsor အဖြစ်ကုန်ခန်းသွားတဲ့အရင်တွေအတွက် Rocker Energy Drink မှကူညီပံ့ပိုးပေးပါရစေ။